မတို့နိုင်ငံမှာထင်ရှားကျော်ကြားတဲ့ရုပ်ရှင်၊သဘင်ဂီတ၊စပေးစတဲ့အမှုပညာရှင်ကြီးများပေါ်ပေါက်ခဲ့ပါတယ်။အခုလည်းပေါ်ပေါက်နေစေဖြစ်တယ်လို့နောင်လည်းပေါ်ပေါက်နေဦးမှာပါ။ထင်ပေါ်ကျော်ကြားဖို့အတွက်စ조사အထောက်ခဲ့ခြင်းမဟုတ်ဘဲမိမိရဲ့အလုံမှာတည်တည်တတ်တတ်ထိထိမိမိအောင်မြင်ပြီးမြောက်ဖို့စ조사အထောက်ရာကနေပြည်သူလူထုရဲ့နှစ်ချိုက်အားပေးမှုကြောင့်ထင်ပေါ်ကျော်ကြားလာခဲ့တဲ့သူတွေတဲကမှစာဖတ်ပရိသတ်၊ဂီတပရိသတ်ရုပ်ရှင်ပြည့်တက်တွေရဲ့အသေးနှလုံးမှာ ယနေ့တိုင်ဆွေးမြဲစွာတရိယာနေသူတူအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။သူကတော့အကယ်ဒမီညက်လေးပါ။ မြမရုပ်ရှင်လောကမှာစကားပြောကောင်းသောမင်းသားတွေထဲမှာတဦးအပါဝင်ဖြစ်တဲ့မြက်လေးကိုရန်ကုန်တဖက်ကန်းခနောင်တို့ရွာမှာဖခင်ဥပါရှင်မိခင်တော်မိုးတို့က1290ပြည့်နှစ်ဝါကောင်လာဇန်17ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။မောင်နှမ၅ဦးရှိတဲ့အနံရှုပ်ထမြောက်သားဖြစ်ပြီးငယ်နံမီမောင်လေးလို့ခေါ်တဲ့မြက်လေးဟာငယ်စဉ်ကဇာတိခနောင်တို့ရွာဖုံးတော်ကြီးเจ้าမှာလေးတန်းအထိပညာသင်ခဲ့ရပါတယ်။ အဲဒီနောက်ចောင်းပညာရက်တွေကိုဘဲចောင်းမှာမဟုတ်တိပတ်တိတင်ယူခွင့်မရခဲ့ပဲစေတနာဆရာတွေဖြစ်ကြတဲ့ဆရာဦးစင်ရင်ဆရာဦးကအေးဆော်လမွန်ចောင်းမှာဆရာကြီးဥပ္ပစုတို့ထံမှာចောင်းစာတွေကိုလေ့လာတင်ယူခဲ့ပါတယ်ចောင်းစာတွေကိုကိုယ်တိုင်ရှာဖွေလေ့လာ ကိုယ်တိုင်ကြက်မှတ်ဆရာများရဲ့အိမ်မှာတွားရောက်လေ့လာရင်းနဲ့1950ခုနှစ်မှာစေတန်းစာမေးပွဲကိုအောင်မြင်ခဲ့ပါတယ် တက္ကသိုလ်ပညာကိုဆက်လက်သင်ယူရမှာလေမိဘများမှာအကြောင်းစိတ်မတက်နိုင်လို့အခက်အခဲကြုံတွေ့ခဲ့ရတဲ့အတွက်တက်ကြီးတက္ကသိုလ်မှာတက်ရောက်ပြီးပညာသင်ယူခဲ့ရတဲ့မြက်လေးဟာခူတန်းရောင်းဝယ်ရေးဘဏ်မှာလက်ထောက်ရုံးဝင်တော့အဆင့်တာဝန်ထမ်းဆောင်ခဲ့သူလေးဖြစ်ပါတယ်မထရတင်ပြီးတော့ပေါ့ဘာဖြစ်လို့မထရကျွန်တော်စကားကိုလိုချင်ရတာလဲကျွန်တော်ဖွင့်ပြောလို့မဖြစ်ဘူးမထရဖျားမမိမရှိတယ်လား ရဲ့ကျွန်တော်လိမ်မပြောအောင်မထတာကျွန်တော်ကိုချစ်တယ်ဆိုရင်ကျွန်တော်စကားကိုနားထောင်ပါအစိုးရမကြည့်ပါနဲ့အရှက်ကြောင့်မကြည့်ပါနဲ့စိတ်ကိုအယံကာရောမချုပ်တီးထားပါနဲ့မထတာအရင်ကဖြစ်ခဲ့တဲ့ယောဂတွေနဲ့ပတ်သက်ဒီပယောဂတွေချက်ကျွန်တော်စင်နာရိုးနဲ့ပြောနေတာကိုမထတာမထတာပေါ့ကျွန်တော်လောက်ချစ်တယ်လို့ဒီကမ္ဘာမှာတယောက်မှမရှိဘူးဆရာကျမတို့ဒီကိချစ်လိုက်ရင် ြောဖို့လိုသေးလားမထပ်ထိုင်တက္ကသိုလ်တက်ရောက်စဉ်ကလေးကစာပေဂီတကိုလေ့လာလိုက်စားခဲ့သူဖြစ်ပြီးအဲ့ဒီအချိန်ကမြန်မာစာပေလောကမှာကြော်ကြားနေပြီဖြစ်တဲ့စာရေးဆရာသိန်းဖေမြင့်တကုံတာယာပမောတင်အောင်ဆရာဇော်ကြီးစားတဲ့စာရေးဆရာများရဲ့စာပေလက်ရာများနဲ့ရင်းနှီးခဲ့တယ်လို့အဲ့ဒီစာရေးဆရာများနဲ့လည်းတွေ့မြင်ဆက်ဆံရခဲ့ပါတယ် ဒါပြင်ရွှေတိုင်းညွန့်မြို့မာငိရွှေပြည်အေးနန်းတော်ရှိစရာတင်စတဲ့ဂီတစာဆိုတွေရဲ့တေးသချင်းလက်ရာတွေကိုလေ့လာခဲ့တယ်လို့ပြည်လဖေမေရှင်ဒေါ်ကြည်အောင်စတဲ့အဲ့ဒီခေတ်ကအစိုးရကြီးများရဲ့တေးသချင်းတွေကိုလည်းစိတ်ဝင်စားစွာနားဆင်ခဲ့တဲ့မြက်လေးဟာရုံးဝင်နှန်းတောင်ဝင်ထန်းဆောင်ရင်ဂီတအမှုပညာကိုလေ့လာလိုက်စားရင်စာရေးဆရာများနဲ့ရင်းနှီးလာခြင်းစတဲ့ အမှုပညာနဲ့ပတ်သက်တဲ့စိတ်အပြောင်းအလဲများဖြစ်ပေါ်လာတာကြောင့်ဝန်ထမ်းဘဝကိုဆွတ်လွတ်ခါအမှုပညာလောကကိုဝင်ရောက်ခဲ့ပါတော့တယ်။ရုပ်ရှင်လောကတွေကိုဝင်ရောက်ခဲ့တဲ့မျက်လေးဟာဒနာကုံငအမွေအရင်းစပေအော်ယောက်ျားစတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာဒေဂီတာတာဝန်ငန်အဖြစ်စတင်လုပ်ကင်ခဲ့တဲ့အတွေ့အကြုံဟာလေမျက်လေးအတွက်တရုပ်ဆောင်ဖြစ်လာစေဖို့အထောက်ပံ့တွေဖြစ်ခဲ့ရပါတယ်။ဖြစ်ပြန်တော့ ခေတန်းသာဖြစ်တယ်ဆိုရင်မိဖို့လို့မင်းသိမလားမေးရမယ်ပါပါမေးရမယ်သူစိတ်ဆိုတာအကြောင်းလဲမြန်လွန်းလို့ဖြစ်ပါတယ်ကျင်နာပါတယ်သရားပါတယ်ယူရကျင်ပါတယ်ဆိုတဲ့စကားတွေတပွားပွားပြောမယုံလေပဲဒါဖြစ်နေတယ်လို့ချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဟာအိမ်အောင်ပြုမယ်ဆိုတဲ့အဓိပ္ပာယ်ပဲအိမ်အောင်မပြုရတဲ့အချက်ဟာဒီဘယ်ဟုတ်မရှိဘူးပါပကြားဘူးလားကအိမ်အောင်ရေးအတွက်ပထမစမ်းသပ်ချက်ဟာ ချစ်ပဲဦးနဲ့တူမချစ်ပါပဲအိမ်အောင်ကြည့်ချင်းရသူလည်းမလားချစ်တယ်ဆိုပြီးတော့အိမ်အောင်မပြူရဲတဲ့သူတွေကြတော့ဘူးဂီတရုပ်ရှင်နဲ့ပတ်သက်တဲ့အခြေခံပညာတွေကိုလေ့လာထားပြီးဖြစ်တဲ့မြက်လေးဟာရုပ်ရှင်လောကကိုခြေချတဲ့အခါအပေါင်းလက္ခဏာရုပ်ရှင်ကုမ္ပဏီကိုကိုယ်တိုင်တည်ထောင်ပြီးတိုင်းကျိုးပြည်ပြုဇာကားဖြစ်တဲ့ပင်လုံထိပ်ထားဦးရုပ်ရှင်ဇာကားကိုစတင်ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာဇညွန်ဒါရိုက်တာစီစဉ်ညွှန်ကြားသူအနေနဲ့တာဝန်ယူခဲ့ပြီး ကိုယ်တိုင်လည်းအဓိကတရုပ်ဆောင်ဖြစ်ပါဝင်ရိုက်ကူးခဲ့ပါတယ်။တိုင်းကျိုးပြည်ပြဇာတ်ကားဖြစ်ပေမယ့်အမှုပညာရတမြောက်စွာပရိသတ်မကြီးငွေအောင်ရိုက်ကူးတင်ပြနိုင်တဲ့အတွက်ပင်လုံထိတ်ထားဥဇာတ်ကားဟာ၂၀ရာစုမြမရုပ်ရှင်သမိုင်းမှာအထင်ကရမှတ်တမ်းတင်ခံရတဲ့ဇာတ်ကားဖြစ်ခဲ့တယ်လို့ အဲ့ဒီဇကားမှာညလေးကိုယ်တိုင်ရေးဆက်တီးကုန်းခဲ့တဲ့ပင်လုံထိတ်ထားဥရုပ်ရှင်တေးတချင်းကလည်းထူးခြားထင်ရှားတဲ့ဇဝင်တေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ဇကားပေါင်းများစွာရိုက်ကူးပြီးမှကြော်ကြားလာတာမဟုတ်ဘဲတကားတဲ့နဲ့ထင်ပေါ်ကြော်ကြားလာခဲ့တဲ့ဇက်ဆောင်မင်းသားတူဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လေအဲ့ဒီအချိန်ကဝိုင်းရဲ့အမှုပညာရှင်ဒရိုက်တာများကညလေးကိုအရေးချင်းပြေဝတဲ့ဒရိုက်တာအဖြစ်လက်ခံနေကြပါတယ်။